မင်္ဂလာပါရှင်ယခုနှစ်အတွက်ကိုရီးယားကိုနိုင်ငံခြားသားလုံထမအယောက်4800ခိုးဆိုမဲ့ဖြစ်ကြောင်းသိရပါတယ်ရှင်ကိုရီးယားအစိုးရမှ12လပိုင်းကစီးပွဲပြုလုပ်ပြီးယခုနှစ်နိုင်ငံခြားသားလုံထမများကိုမနှစ်ကအယောက်3400ထက်တိုးပြီးအယောက်ပေါင်း4800ခိုးဆိုရန်အတည်ပြုလိုက်ပါတယ်ကိုရီးယားအစိုးရမှ12လပိုင်းကစီးပွဲပြုလုပ်ပြီးယခုနှစ်နိုင်ငံခြားသားလုံထမများကို မနစ်ကအယောက်3400ထက်တိုးပြီးအယောက်ပေါင်း4800ခုဆူရန်အတည်ပြုလိုက်ပါတယ်အလौတမား4800လုံးဟာအလौတမားပါမီဤနိုင်တမားများဖြစ်ပြီး H2 ဗီဇာဖြစ်နေသော ကိုရီးယားတရုတ်များကိုတော့အရင်နှစ်အတိုင်း33000ခေါ်ဆိုမဲ့ဖြစ်ကြောင်းတင်ပြသွားပါတယ်။ပြီးခဲ့တဲ့နှစ်ကကိုရီးယားနိုင်ငံစီးပွားရေးမကောင်းတာကြောင့်နိုင်ငံသားအလုပ်သမားများကိုရီးယားအဝင်ကိုလျှော့ထားပြီး ဒီနှစ်မှာတော့စီးပွားရေးများပြန်လည်ကောင်းလာပေမဲ့လေနှစ်ပြည့်တဲ့နိုင်ငံသားသားလုပ်သမားများအားလုံးအမိနိုင်ငံမပြောင်းမဲတရားမဝင်နေထိုင်သူများရှိလာတာကြောင့်ဒီနှစ်နိုင်ငံသားသားလုပ်သမားအယောက်၄၈၀၀တက်မှတ်ပေးလိုက်ပါတယ်။လုပ်ငန်းအလိုက်စက်မှုလုပ်ငန်းအတွက်အများဆုံးအယောက်၄၀၀တက်မှတ်ပြီးစိုက်ပျိုးရေးလုပ်ငန်းအယောက်၄500ရေလုပ်ငန်းအယောက်1850ဆောက်လုပ်ရေးနေစားပစ်လုပ်ငန်းကိုအယောက်1600စီတက်မှတ်ပေးထားပါတယ်။ ကိုရီးယားနိုင်ငံသားသားများသာလင်လောက်ကန်ခွင့်ရှိသောဆောက်လုပ်ရေးလုပ်ငန်းစွန့်ပစ္စည်းလုပ်ငန်းများနှင့်စားထုတ်လုပ်သော လုပ်ငန်းများတွင်လည်းယခုနှစ်မှစပြီးနိုင်ငံသားသားလုပ်သမားများဝင်ရောက်လောက်ကန်နိုင်ပါသည်။ကိုရီးယားဆိုရမှာနှစ်အစတွင်အလုပ်သမားဦးရေရဲ့80ရာခိုင်နှုန်းကိုစတင်ခေါ်ဆိုပြီးနောက်ပိုင်းတွင်အခြေအနေအရဖြည်းဖြည်းချင်းခေါ်ဆိုပေးသွားမယ်လို့ပြောကြားသွားပါသည်။ နှစ်အစပိုင်းလုတ်ခွင်များမှာနိုင်ငံခြားသားလုတ်သမားများလိုအပ်တာကြောင့်နှစ်ဦးပိုင်းမှာ85ရာခိုင်နှုန်းခေါ်ဆိုပြီးနောက်ပိုင်းမှာကိုရီးယားစီးပွားရေးအခြေအနေကိုကြည့်ပြီးလိုအပ်ပါကလိုအပ်သလိုနိုင်ငံခြားသားလုတ်သမားများခေါ်ဆိုသွားပါမယ်။နိုင်ငံခြားသားလုတ်သမားများကိုယခင်နှစ်ထဲ3လစောပြီးခေါ်ဆိုမှဖြစ်တာကြောင့်လုံငန်းခွင့်များယခုနှစ်လုံသမားမရှိသောပြည်တနာများအနေငယ်အထောက်အကူရလိမ့်မယ်လို့ထင်ပါတယ်ရှင်။